chào rồi cô. နံပါတ်2 separation of mixture ဒီချက်တော့အခု dreadnought တွေကိုပြန်ပြီးတော့ separation ဆိုတာပြန်ခွဲခွဲခြားမယ်ပေါ့နော်ဘယ်လိုခွဲခြားကြမလဲ most substances are naturally found as mixture တဘာဝမှာဆိုရင်เนาะအရာဝတ္ထုအများစုကို mixture dreadnought အနေနဲ့တွေ့မြင်ရတယ် Therefore the separation method shown in table 2.4 table 2.4မှာဆိုရင်เนาะဒီချက်ရို့နီးเนาะခွဲခြားတဲ့နီးလန်းတွေကိုဖော်ပြထားတယ် indicate how the physical state of components in the mixture granular မှာပါဝင်တဲ့ပေါ့เนาะပါဝ င်လွတ်ပစ္စည်းရဲ့ physical state ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေပေါ့နော် can be separated into pure substance ဘယ်လိုမျိုး separated လုပ်မလဲ into pure substance တန့်စင်တဲ့အရာဝတ္ထုဖြစ်အောင်ဘယ်လိုမျိုးခွဲခြားမလဲဆိုတာကိုရညွှန်ပြထားပါတယ်ဥပမာများမစင်းစားပါဘူး teacher တို့ဟိုသားတို့သမီးတို့ရေနဲ့တဲနဲ့စော့ပူမှာပေါ့အဲ့လိုမျိုးပဲရေနဲ့တဲနဲ့ဆိုရင်လည်း teacher တို့က drano လို့ပဲတုံးလို့ရတယ်။သူကအရာဝတ္ထုအစ်စ်မဖြစ်သွားတဲ့အတွက်ကြောင့်မို့သူဒီ drano အမျိုးအစားတွေမှာပဲပါဝင်နေ။ပြီးတော့ teacher တို့မြေကြီးထဲမှာ ဟုတ်ပြီနော်မြင်းကြီးထဲမှာဆိုတန်မုံကြီးလည်းရှိရဲအများကြီးပေါ့နော်အဲ့မှာဆိုရင်တချို့တန်ကိုလိုချင်တယ်ဆိုလို့ရှိရင်တန်လိုက်ကလေးနဲ့တချို့မဂနက်တစ်ကလေးနဲ့ရှာလိုက်တယ်ဒီလိုမျိုးကနေပြီးတော့ဘာကြီးကတ်တင်လာလဲ တန်မုံလေးတွေကတ်တင်လာတယ်။ဒါမျိုးတွေနဲ့ teacher တို့ရှာလို့ရတယ်။အဲဒါကြောင့်မို့သူပြောထားတဲ့အတိုင်းတဘာဝမှာ teacher တို့တွေ့မြင်ရတဲ့အရာဝတ္ထုအများစုက drainor အနေနဲ့ရှိနေတာပါတဲ့။ကဲဒါဆိုရင် teacher table 2.4เนาะ separation လုပ်တဲ့နည်းလေးကိုလေ့လာကြည့်ရအောင်။ some separation methods of mixture drainor ရေเนาะ separation လုပ်တဲ့နည်းလမ်းတွေအချို့ကတော့တဲ့။သူက types of mixture ပေါ့เนาะအမျိုးအစားပေးထားတယ်ပြီးတော့ဘယ်လိုမျိုးခွဲခြားမလဲဆိုရယ်နည်းလမ်းပြောထားတယ်။ a liquid anisole လေခုနက liquid solid mixture ပေါ့နော် such as a suspension suspension ဆိုတာကကြာတော့ teacher ရ sand and water ရေနဲ့တဲနဲ့ရောလိုက်တယ်ဒါပေမဲ့အဲ့ဒီနေရာမှာ suspension ဆိုတာဆိုင်းနေရာပေါ့နော်တဲဆိုင်းနေတဲ့နေရာလေးပေါ့ အဲ့ဒါဆိုရင်အဲ့ဒါကို determination ဒီ condition နဲ့သွားမယ်ရည်ကြည်ကဲ့တင်ခြင်းလို့ခေါ်တာပေါ့နော်ဒီ condition နီးနဲ့ခွဲခြားမယ်ဘယ်လိုမျိုးလေးလဲဆိုတော့ determination ကဒီမှာခဏလောက်အနေထိုင်လိုက်မယ်ထိုင်မျိုးကတော့ရည်ကြည်လေးတွေဖယ်ထုတ်လိုက်မယ်ဒါဆိုရင် sediment ဆိုတဲ့အနေကျနေတဲ့စမ်းလေးကိုတွေ့ရမယ် ဟုတ်ပြီနော် glass rolly နဲ့သူကတော့ဒါကတော့အရင်အနေမထအောင်ပေါ့ဖြည်းဖြည်းချင်းလောင်းထည့်တဲ့ပုံစံမျိုးလေးကြောင့် glass rolly ခံထားခြင်းဖြစ်ပါတယ်ဒါကတော့ဒါတို့တမျိုးအပြင်မှာလည်းလက်တွေ့လှုပ်ဘူးမှာပါဆော့ရတဲ့အတွက်နော်ဟိုဒီချာတို့ငငယ်တော့မှဆိုလို့ရှိရင်လေအာထမင်းချက်တိုင်းဆော့ရာတို့ဘာလို့ဆော့တဲ့အခါမျိုးကြရင်ဒါတွေဒီသဲနဲ့ရေနဲ့ကတော့ရောဘူးကြတယ်ခလေးတိုင်းဟုတ်ပြီနော်နောက်တစ်ခုက a solid fern and liquid ဟုတ်ပြီနော်အာ liquid ကနေပြီးတော့မှအဆိုင်ခဲကိုဖဲထုတ်မယ်ဆိုရင် chalk ducts from water ဘယ်လိုမျိုးလဲဆိုတော့ teacher ရေထဲမှာ chalk ducts ဆိုရယ်နော်မြေပြူမုံတွေပေါ့နော်မြေပြူမုံတွေကိုဗာနီးနဲ့ဖဲထုတ်မလဲဆိုရင် teacher ဒီခောက်ကကြတော့အဆိုင်ခဲကိုဖဲထုတ်မယ်နီးပေါ့နော်ခုနကကြတော့အရေကို teacher တို့ကယူလာအခုကြတော့အဆိုင်ခဲကိုယူမယ်ဆိုလို့ရှိရင် filtration ဆိုရယ်စစ်ထုတ်တဲ့နီးနဲ့ယူပါတယ်ဒီမှာဆို suspension of chalk in water ရေနဲ့နော် teacher တို့ဘာပြော suspension sign အနေထိုင်နေရပါတော့နော် sign နေရဲ့ရေလေးကို teacher တို့ကကတော့နေပါတော့နော်အော်ကတော့လေးနဲ့ filter paper ပါမယ် funnel ပါမယ် teacher တို့ရေစစ်စက်ခုလေးရဲ့ filter paper ဆိုတာရေစစ်စက်ခု funnel ဆိုတာကတော့လေးရဲ့အောက်က beaker ဆိုတာက teacher တို့ရေတွေကိုပေါ့နော်ခံဖို့အတွက် ထားထားတဲ့အရာလေးပါ water the filtrate ဟုတ်ပြီနော်အဲ့တော့ရေကကြတော့ filtrate မျိုးစားဖြစ်ပြီးရော teacher တို့ဒီမှာ6 ducks လေးဝင်ပါမယ်ဒါဒီ filtration နီးလန်ပေါ့နော်စစ်ထုတ်ခြင်းနီးနယ်လေ teacher တို့ဘာလုပ်လဲခွဲထုတ်နိုင်ပါတယ်တဲ့နောက်တစ်ခုက teacher တို့အိမ်မှာပေါ့နော်ခုန filtration ဆိုအိမ်မှာတောက်ရေတန့်နေရေတန့်နေအမှိုက်တိုက်ရိုက်ဒီမပအောင်ဆိုရေစင်းနဲ့ခွဲထုတ်တလို့မျိုးပေါ့ ရမယ်နော် MIDI တွေကိုဖယ်ထုတ်လိုက်တဲ့သဘောမျိုးပါကဲနောက်တစ်ခုကကြတော့ types of meter salute from its solution နော် its solution ဆိုတော့ပျော်ရည်ပျော်ဝင်နေတဲ့ပျော်ရည်ကနေပြီးတော့မှ zero salute ဆိုရဲနော်ပျော်ဝင်ပစ္စည်းကိုပြန်ထုတ်မှာမှဆိုပါစို့ sodium chloride NaCl solve from its solution sodium char solution ကနေ sodium chloride ကိုပြန်ယူမှာအဲ့ဒါဆိုရင်ဒီချက်တော့က evaporation နည်းနဲ့သွားမယ် evaporation ဆိုတာအငွေ့ပြန်ခြင်းနည်းပေါ့နော် ဘလုံးအငွေ့ပြန်ခြင်းလဲ loss of liquid သူကအရေတွေဆုံးရှုံးသွားတဲ့နီးလန်းသည် evaporation ဖြစ်ပါတယ်။ဒါကြောင့်မလို့သူတို့ teacher က salt solution ကိုပေါ့နော် salt solution ကို heat အပူပေးလိုက်တယ် evaporate evaporating disk ဆိုတာကအငွေ့ပြန်စလုံးထဲမှာပေါ့နော်အပူပေးလိုက်တယ်ခန်းအောင်ကျိုးလိုက်တဲ့သဘောပေါ့အဲ့ခါကျတော့နောက်ဆုံးမှာ the water evaporate leaving the salt behind ရေတွေက evaporate ပေါ့နော်ဖြစ်သွားတယ်အငွေ့ပြန်သွားပြီးရောနောက်ဆုံးစားလီကျန်ခဲ့ပါတယ်ဒါသည် evaporation ောက်တစ်ခု teacher salute crystal from its solution ဟောပြီးတော့ပျော်ရည်ကနေပြီးရောမှာ salute crystal ဆိုတာပျော်ဝင်ပစ္စည်းเนาะ crystal လေးတွေကိုထုတ်ယူမယ် sodium chloride and aqueous soft from its solution မယ်ဒါကကြတော့ teacher ကဒီခေါက်ကကြတော့ state to does of NaCl ရေနဲ့ NaCl ကို ဖြော်ထားရဲအဲ့တော့ NaCl does of in a solvent NaCl ကဘယ်ထဲမှာပျော်ဝင်သွားလဲ in a solvent ဆိုတာ solvent ဆိုတာဖြော်ရည်ဖြော်ရည်ဆိုတာက ရေကိုပြောတာပါ water ကိုပြောတာပါနောက်အခန်းမှာဒါရုသမီးကိုသိချင်ရပါလိမ့်မယ် နံပါတ်2 the salt solution is heated to evaporate most of the solvent အဲ့ဒီပျော်ရည်တွေကို evaporate ဖြစ်အောင်လို့သူကဘာလုပ်လိုက်လဲအပူပေးလိုက်တယ် evaporating basin နဲ့ပေါ့နော်ခုန evaporating dish evaporating basin အတူတူပါပဲ NaCl crystal အဲ့မှာနောက်ဆုံးမှာပါလေ the hot solution is gradually allowed to go ဒီကျတော့ခုနကပူနေတဲ့ solution ကိုအေးခံလိုက်မယ် NaCl salt က appear as pure crystal NaCl စားလေးကထွက်ပေါ်လာတယ် pure crystal ဆိုတာ NaCl တစ်ခုအနည်းနဲ့ပေါ်ထွက်လာတယ်။အဲ့တော့ teacher တို့က NaCl salt crystal ကို fiddle paper နဲ့စစ်ထုတ်လိုက်တယ်။ကျတော့ခုနကလိုမျိုးရေခန့်အောင်ကြီးမလုပ်ဘူး။ဒီတစ်ခေါက်ကကျတော့ ကျတော့အပူပေးပြီးသွားတယ်လုံလောက်တဲ့အပူပေးပြီးသွားတဲ့အခါမှာပြန်ပြီးအအေးခံတာအအေးခံပြီးတော့ filtration နည်းလမ်းနဲ့တချို့ပြန်ပြီးတော့ယူမှာယူပြီးရတဲ့အခါကျတော့ crystallization လေးဖြစ်လာမှာပေါ့နော်ဒါမှမဟုတ်အတိုင်းထားလိုက်မယ်ပေါ့နော် the cold solution is poor off to obtain their NaCl salt crystal အော်ခုနကလိုပဲတချို့လောင်းထဲလိုက်တယ်ဟုတ်ပြီနော် cold solution ကိုအဲ့တော့ the crystal may be dry ပြီးတော့၆လိုက်မယ် by pressing them between sheet or filter paper feeder paper ဒါမှမဟုတ်ဒါမှမဟုတ် sheet ပေါ့နော်ဟော tissue လေးပေါ်မှာပဲဖြစ်ဖြစ် ီချာရောမလုပ်လိုက်မယ်အရေးကြီးစုပ်လိုက်မယ်ပေါ့အဲ့ဒါဆိုရင်ဘာလေးဖြစ်လာပြီလဲ crystal လေးဖြစ်လာပြီအဲ့ဒါကို crystallization ပုံဆောင်ခဲတည်ရည်နဲ့ဒီချာရောပြန်ပြီးရော ခွဲထုတ်ခြင်းနီလန်နဲ့အသုံးပြုခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ teacher တို့ to extract magnetically substitutable material သူကပြောကြ sulfur and iron mixture sulfur နဲ့ iron trenor တွေရောနှောထားတယ်သူက magnetically ဆိုတာက magnet နဲ့ပါလုပ်လိုက်မယ် teacher တို့စွဲငင်လိုက်တာဟုတ်ပြီနော် သူက magnet နဲ့ teacher တို့ကတန်လေးကဘာဖြစ်လဲ ပါလာမယ်တန်လိုက်တွေကတ်တင်လာမယ်ပေါ့နော်အဲ့တော့ teacher က iron နဲ့ saliva ရောထားတယ် magnet နဲ့ဆွဲလိုက်တဲ့အခါမှာ teacher က magnet ပေါ်မှာ iron တွေကတ်လာမယ်အဲ့ဒီခါကျတော့ saliva တည်တဲ့ iron filling တည်တဲ့ teacher iron အမုံလေးတည်တဲ့ခွဲခြားနိုင်တယ်ဒါကြောင့်မို့ magnetic separation တချို့နေရာတွေကျတော့ teacher က magnetic separation သုံးလို့ရပါတယ်နောက်တစ်ခုက a solvent furnace solution pure water from sea water sea water ပင်လယ်ရေကနေပြီးတော့တန့်စင်တဲ့ရေ ိုထုတ်မှာပေါ့နော် solution ကနေမှာဘာဖြစ်တာလဲ solvent ဆိုတာကဖြော်ရည်ကိုပြန်ထုတ်တာအဲ့ဒါကိုကြတော့ teacher တို့က simple distillation ဆိုတာကရူးရှင်းနဲ့အရေးကြပေါင်းခံခြင်းနည်းလေးနဲ့ပဲသုံးမယ် sea water ကို teacher တို့အပူပေးလိုက်မယ် thermometer ကတော့ဒီကအပူချိန်တိုင်းနဲ့ကရိယာပေါ့နော်ဘလောက်အပူအပူချိန်ဘလောက်ထိပေးရမယ်ဆိုတာပြီးရင်ဒီဘက်မှာပေါင်းခံရည်ပေါ့နော် water out ရေထွက်မယ် water in ရေဝင်မယ်အဲ့ကနေမှပြန်လာတဲ့အငွေ့ကလေးတွေကို teacher တို့ကခွဲထုတ်ခွဲ တန့်စင်တဲ့ရေကိုယူလိုက်တာပေါ့နော် pure water အေးခံပြီးရနီးနေပေါ့ဒီရေတွေ water in water out ထွက်ရတဲ့အကြောင်းရင်းကဒီနေရာမှာ teacher တို့ကအေးခံခြင်းဖြစ်ပါတယ်အဲ့ကနေမှထွက်လာတဲ့ရေကိုရေငွေရေပေါက်လေးတွေပေါ့နော်အဲ့ဒါဒီ pure water ငံတဲ့ရေကနေရေကြိုးအဖြစ်ကိုရအောင်ယူတဲ့နီးပေါ့နော်ရမယ်နော်ကဲနောက်တစ်ခုကကြတော့ teacher တို့ liquid from each other separation of petroleum petroleum နဲ့ separation လုပ်တာပေါ့နော်တခြားသော အရာတကူကနေ liquid အရေကိုထုတ်ယူတာခုနကလိုပဲเนาะ teacher တို့ round bottom flex သုံးထားတယ်အပူပေးတဲ့အရာအများစုဒီ round bottom flex သုံးတာများပါတယ် fractionating column ပါမယ် thermometer အပူချိန်တိုင်းကရိယာပါမယ် water of water in ပါမယ် condenser ပေါ့เนาะအဲ့ကနေ water ဒီမှာမှထွက်လာတဲ့ဟာဒီ fractional distillation အရေးကြပေါင်းခန့်ခြင်းနည်းဖြစ်ပါတယ်နောက်တစ်ခုက a solid from a liquid make blood ဟုတ်ပြီနော် liquid ကနေပြီးတော့မှအရေကနေပြီးတော့အဆိုင်ခဲကိုထုတ်ယူခြင်းဖြစ်တယ်။ဥပမာဆိုပါစို့ teacher mix no မှာဆိုလို့ရှိရင် teacher အစီခဲပေါ့။ no ထဲမှာပါတဲ့အစီခဲတွေ black မှာဆိုလို့ရှိရင်လဲတွေးခဲလေးတွေပေါ့နော်။အဲ့ဒါဆိုရင်သူကဘာနီးနဲ့သွားမလဲဆိုတော့ centrifugation လို့ခေါ်ပါတယ်။သွေးရည်ကြီးကဲ့တင်ခြင်းနီးလန်းနေပေါ့နော်။ဒီမှာဆိုရင်သွေးတွေ no တွေရဲ့အစီတွေကိုထုတ်တဲ့နေရာမျိုးမှာဆိုရင်ဒီနီးလန်းကိုအသုံးပြုပါတယ်။เนาะအဒါကတော့ သူကပုံစံလေးပြထားတာပေါ့ before မတိုင်မီမှာဆိုတော့သူကလှဲ့လိုက်တယ်လှဲ့လိုက်တဲ့အခါမှာ after လဲပြီးွားရောသွေးရည်ကြီးတက်တက်เนาะသွေးရည်တက်တက်အဲ့လိုမျိုးပဲ no မှာဆိုရင်လည်း no ရည်ကြီးတက်တက်အစီခဲတက်တက်ဖြစ်သွားတယ်ပေါ့ ပေါ့နော်ဒါတွေကတော့သွေးစစ်ဆေးတဲ့နေရာမျိုးတွေမှာအသုံးပြုတာများပါတယ်။နောက်တစ်ခု different substance x front at solution ပျော်ရည်တစ်ခုကနေပြီးတော့မှကွဲပြားခြားနာတဲ့ dressing တွေကိုထုတ်တာ။ဥပမာဆိုပါစို့ separation of ink by paper chromatography ။ဘာလဲဆိုတော့ teacher တို့က ink လေးပေါ့နော်အဲ့ဒီဒီမှင်လေးမှာဆိုလို့ရှိရင် paper chromatography နဲ့လှုပ်လိုက်တဲ့အခါမှာဒီအပြာရောင်ဆိုပါစို့အပြာထဲမှာဆိုဘယ် color တွေထပ်ပါနိုင်သေးလဲဆိုတာကို ခွဲခြားတဲ့နေရာမှာသုံးပါတယ်ဒါကို chromatography လို့ခေါ်ပါတယ်တခြားလူဒီမှာကတော့ဒါကတော့လက်တွေ့စမ်းသပ်လို့ရတယ်တခြားလူ paper ပါတယ် ink လေးတစ်စက်တိုးလိုက်တယ်ပြီးတော့ရေနဲ့ပေါ့နော်ရည်ရနေပေါ့ဒီဇက်ကူလေးကိုစုပ်သွားတဲ့အခါမှာသူကအယောင်လေးတွေပြန့်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 လာတယ်။ဟုတ်ပြီနော်အယောင်မျိုးစုံလေးပြန့်လာအယောင်အဲ့ဒီမှာဆိုရင်ဒီမှာဆိုရင် solvent friend ဆိုတာကကြတော့ရည်လေးတက်လာတာပေါ့ဒီချက်ရုပ်ဥမာ tissue ကိုရည်စုပ်သွားသလိုမျိုးပဲဇက်ကူကိုရည်စုပ်သွားလို့ပဲတက်လာတဲ့အလျောက်ဘာဖြစ်လဲအင်လေးကပြန့်လာတာ ဟုတ်ပြီနော် color spot တွေပါမယ် big line ပေါ့နော်အဲ့ဒါကကြတော့ paper chromatography ပါအဲ့ဒီတော့ဥမာဆိုပါဆိုအပြာရောင်ပါဆိုရင် teacher တို့ဘလောက်ဘာ color လေးတွေရောဆက်ထားလဲဆိုတာကိုခွဲခြားနိုင်ပါတယ်ကဲဒါဆိုရင် teacher တို့အခုနာပြောသွားတဲ့အရာတွေက chemistry in daily life ပေါ့နော် teacher တို့နေ့စဉ်လူနေမှုဘဝမှာဘလိုတွေအသုံးဝင်လဲဟုတ်ပြီနော်ဘာတွေအသုံးပြုနေတာလဲဆိုတာကိုလက်တွေ့ပေါ်ကနေချိန်ဆက်ကြည့်ရအောင်နော်ဒီမှာဆိုရင် gold silver and copper ဟုတ်ပြီနော်ရွှေတွေ ငွေတွေနဲ့ကျင်းနီတွေကတဲ့ have been used to make ornamental objects ဆိုတာကတချို့အလှပေါ့နော်လက်ဝတ်ရတနာတွေနော်အလှပြအရာတွေနေနဲ့အသုံးပြုရဲ jewelry တွေပေါ့နော်လက်ဝတ်ရတနာတွေနဲ့သုံးတယ် for thousands of years ဆိုထောင်ပေါင်းများစွာကလေးကစတင်ပြီးသုံးပြုလာတယ် special properties of gold နော် gold ရဲ့အတိအကဂုဏ်သတ္တိကတော့ made it perfect for manufacturing jewelry အထူးသဖြင့်လက်ဝတ်ရတနာတွေအမြောက်အများထုတ်လုပ်ဖို့အတွက်ကိုပြည့်ပြည့်စုံတဲ့အရာတစ်ခုဖြစ်ပါတယ် Marjorie its use in thermometer Marjorie ကိုကြတော့ဒီချက်ရို thermometer ဆိုရဲအပူချိန်တိုင်းကရိယာမှာသုံးနေ and traditional blood pressure monitor ပြီးတော့ traditional blood pressure ဆိုတာဒီချက်ရို့ပေါ့နော်ပုံမှန်သုံးပြနေတဲ့ blood pressure monitor ဒီမှာပေါ့နော်ဟိုးတော့ကဆိုသုံးတယ်လေ box ကြီးအဲအဲ့ဒီ box ထဲမှာဆိုရင်တော့ဒီချက်ရို့ Marjorie ကိုထည့်ထားတယ် Marjorie its very toxic substance x not very toxic substance Marjorie ကအလွန်ကိုအဆိတ် ရှိတဲ့အရာတစ်ခုဖြစ်တယ် when it's accumulate in the blood သွေးထဲမှာเนาะသွေးထဲမှာရောက်နေတဲ့အချိန်တော့တွေ့မှာဆိုရင် it causes damage to the brain เนาะဘာတွေလဲအုံနောက်ကိုလည်းပျက်စီးစေနိုင်တဲ့ဖြစ်စဉ်တွေ kidney ကြောက်ကတ်တွေနဲ့ lung အဆုတ်တွေကိုပါပျက်စီးစေနိုင်တဲ့ပေါ့เนาะ damage ဖြစ်စေနိုင်တဲ့အအရာတွေဖြစ်ပွားစေတယ်တဲ့ Calcium carbonate is a compound made up of three elements. Calcium carbonate ကို calcium carbonate က drop out မျိုးစားတစ်ခုဖြစ်ပြီးတော့သူ့ကို made up of 3 element dressing 3ခုနဲ့ပြုလုပ်ထားရတယ်။ဒါ၄လဲဆိုတော့ calcium, carbon and oxygen လို့ဖြစ်ပါတယ်။ chalk is one form of calcium carbonate ။ကဲဒါဆိုရင်ဒီကျတို့ calcium carbonate ကိုဒီကျတို့လက်တွေ့ပေါ်မှာဆိုရင် chalk မြေပြူအနေနဲ့တွေ့မြင်နိုင်ပါတယ်။နောက်တစ်ခုက examples of homogeneous mixture ။ homogeneous mixture ရဲ့ example တွေကတော့တဲ့ဥပမာတွေကတော့ include sugar solution တသားထဲကြရတယ်လीเนาะ။တကြားပြောရည် which is a mixture of sucrose and water သူဒီ sucrose နဲ့ရေနဲ့ရောနှောထားတယ် drenol ဖြစ်တယ် and gasoline which is a mixture of dozen or hydrocarbon compound နေ hydrocarbon drop เนาะ dozen alike ပါလို့ထားတာလေ mixture ဆိုတာရောနှောထားတဲ့အရာဖြစ်ပါတယ် collider mixture ဆိုတာက heterogeneous ပေါ့နော် heterogeneous ဆိုတော့ဒီချက်ရောကခွဲခြားပြီးတော့မြင်နိုင်တယ် have component that tend not to settle out ဒါပေမဲ့တချို့အရာတွေကတော့ settle out ဆိုတာကအနေထိုင်ခြင်းမရှိဘူးဥပမာဆိုပါဆို make is a collide of fat globules suspended in water ရေထဲမှာသူကဘာဖြစ်လဲအဲ fat တွေအဆီတွေက no ရဲ့เนาะ no မှာဆိုလို့ရှိရင် no ကရေထဲမှာဆိုလို့ရှိရင် suspended ပေါ့ဆိုင်းနေတဲ့ fat globules တွေရှိပါတယ်တဲ့အဆီเนาะအဆီကဲလေးတွေရှိနေပါတယ်တဲ့ The mixture of gasoline, kerosene and water is an example often cited as a safely hazards တချို့တော့เนาะ your gasoline or kerosene တို့ကအယောနှောတွေနဲ့ရေတွေက is an example often cited เนาะကိုကပြုရမယ် example လေးရတော့ say as a safety hazards သူကကြတော့ NEA နီကနေပြီးတော့မှ safety ဖြစ်စေရပေါ့အနေနဲ့တိတ်မရှိသေးဘူးပေါ့เนาะပြီးတော့ decanting and mixture containing flammable solvent can be dangerous as the flammable material evaporate and forms dangerous fumes သူကဒီကန်တင်းဆိုတာကဒီချက်ရောကတ်တင်ခြင်းနီးပေါ့ drano တွေကနေကတ်တင်ခြင်းနီးမှာပါဝင်တဲ့ flammable solvent တွေဆိုတာအာဒီချက်ရောမီအရာမီးလောင်ဆေးရဲ့အရာတွေပေါ့နော် solvent တွေကတဲ့ can be dangerous and ye ရှိစေပါတယ် flammable material evaporates and form dangerous fume သူတို့ကနေထွက်လာတဲ့အငွေတွေက dangerous and ye ရှိစေရဲ့ fume တွေပါဝင်မိုင်ပါတယ်တဲ့ one rain touches the ground it meets with dirt rock and so on ဘောနော်ဒီကျတော့အမုံနေ rock ကြောက်တုံးနေဟုတ်ပြီနော်ကြောက်တုံးနေစသဖြင့်ねရောနှောသွားတဲ့အခါမှာ ground touch ဆိုတော့ဒီကျတော့မိုးရွာသွန်းလိုက်တဲ့အခါမှာเนาะထိသွားတဲ့အရာတွေကတဲ့ that is it could become a mixture ဘာတွေဖြစ်သွားလဲဆိုတော့ drainor တွေဖြစ်သွားခြင်းဖြစ်ပါတယ်တဲ့ segment from the fermentation process of wine ဒီကျရော wine နေထုတ်လုပ်တယ်ပေါ့เนาะအချင်းဖောက်တဲ့ဖြစ်စဉ်မှာဆိုရင်အဖြစ်စဉ်ကနေပြီးတော့ segment ပေါ့เนาะဒီကျရောအနေကြခြင်းရမယ် can produce at under undesirable tastes သူကဘယ်လိုမျိုးလဲဆိုတော့မနစ်မျိုးပဲပေါ့နော်မနစ်တက်ဖွဲကောင်းတဲ့အရာသားကိုထုတ်လုပ်ပြီးတယ်တဲ့ why it separated from the segments by decantation အဲ့တော့ teacher တို့ကခုနက why ကနေပြီးတော့ why မှာအနေကျနေတဲ့အရာကိုဘာနီးနဲ့ဖယ်ထုတ်လိုက်မလဲ decantation နီးနဲ့ဖယ်ထုတ်ပြီးတော့မှ teacher တို့ why အရေးကိုတောက်သုံးခြင်းဖြစ်တယ်အဲ့လိုမျိုးနီးနဲ့ decantation နီးနဲ့ teacher တို့က segments တွေကို separated ခွဲထုတ်လိုက်ပါမယ်တဲ့အဲ့လိုပဲ plasma can be removed from blood သွေးထဲမှာပါဝင်နေတဲ့ plasma တွေကိုဖယ်ထုတ်မယ်ဆိုရင်တဲ့ by decondition after centrifugation decondition နီးနဲ့အရင်ဆုံးလုပ်တယ်ပြီးသွားတော့မှ after ပြီးရဲ့နောက်မှာ centrifugation ဆိုတာခုနကဒီ general centrifugation နီးနဲ့ပေါ့နော်ဆက်လက်ပြီးတော့လုတ်ဆောင်ပါမယ်တဲ့ after centrifugation ဆိုတော့သွေးထဲကနေသွေးရည်ကြီးခွဲထုတ်တဲ့လုတ်တဲ့နီးနီးလန်းစင်နဲ့တခြားရောကသွေးထဲမှာရှိတဲ့ plasma တွေကိုဖယ်ထုတ်ပါမယ်တဲ့ ကဲဒါဆိုရင်တချို့ review question ပေါ့နော်အခုတချို့2.3လေးမှာဆိုရင်ဘာတွေကိုပြောသွားလဲဆိုတဲ့အကြောင်းအရာလေးကို review လေးလုပ်ထားတဲ့မေးခွန်းလေးဖြစ်ပါတယ်နံပါတ်1ကကျတော့ one attempts are made to break down sustain a substance A ပြုတ်ကွဲသွားတဲ့အခါတဲ့ biochemical method နီးနဲ့ပြုတ်ကွဲသွားမယ် the same original substance it's always found မူလ original substance ပေါ့အရာဝတ္ထုကိုပဲပြန်လည်ရရှိမယ်ဒါဆိုရင် is substance A an element or a compound ဒါဆိုရင်တဲ့ teacher တို့က substance A ဒီ dressing လား drug ပေါင်းလားတဲ့ဟုတ်ပြီနော် breakdown of substance A လို့လည်းသူပြောထားတယ်เนาะအဲ့ဒါလေးကိုလည်းသတိထားမယ်ပြီးတော့ same original substance မူလအရာဝတ္ထုကိုသူကပြန်ပြီးတော့ရစီတယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့သူဒီ element လား drop down လားကြည့်မယ်เนาะ dressing လား drop down လားဆိုတာကိုဖြေခိုင်းတာပါ yes or no question လေးပေါ့เนาะနောက်တစ်ခုကနံပါတ်2က when a substance is broken down by chemical means ဓာတုဗေဒညီရာအရာဝတ္ထုတစ်ခုကပြိုကွဲသွားတဲ့အခါမှာ two substances with different properties are formed အရာဝတ္ထုနှစ်ခုကကွဲပြားခြားနားတဲ့အရာဝတ္ထုနှစ်ခုထွက်ပေါ်လာတယ် it's the original substance and element or a compound အဲ့တော့ဒီချက်ရော original substance ကမူလပေါ့နော်မူလ substance ကတဲ့ dressing လား drop bound လားတဲ့အဲ့တော့ဒီချက်ရောကမူလ substance က dressing ဖြစ်မလား drop bound ဖြစ်မလားခုနက substance A ကကြတော့က dressing ဖြစ်မလား drop bound ဖြစ်မလားဆိုတာကိုဖော်ပြခြင်းဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချက်ရောဒီအခန်း2.3ရဲ့ key terms တွေပေါ့အဓိကဝေါ်ဟာရလေးတွေကိုလေ့လာကြည့်ရအောင် element an element is a substance dressing ဆိုတာကအရာဝတ္ထုတစ်ခုဖြစ်ပါတယ် that cannot be broken down into other simple substances broken down cannot be broken down ဆိုတာမပြိုကွဲနိုင်ပါဘူး into other simple substances အနေနဲ့အခြားသော dressing ရိုးရှင်းတဲ့ dressing တစ်ခုအနေနဲ့မပြိုကွဲနိုင်ဘူး true chemical means ဆိုတာဓာတုဗေဒနည်းရပြိုကွဲခြင်းမရှိပါဘူးတဲ့ every element is made up of its own types of atoms dressing nine dressing nine ကအတန်အမျိုးအစားတစ်ခုထဲတာအနေနဲ့ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Therefore ဒါကြောင့် it has a unique position in the periodic table. periodic table မှာဆိုရင်သူအားနဲ့သူတရှိနေခြင်းဖြစ်တယ်။ unique position သူတို့ရဲ့เนาะအနေအထားတစ်ခုနဲ့သူတို့ရှိတရှိခြင်းဖြစ်ပါတယ်။ A compound is a substance containing two or more different elements chemically joined together in a fixed ratio. ရပ်ပေါင်းထဲမှာကြတော့ဒီချက်ရောက dressing ကမျိုးစား two or more ဆိုတာနှစ်ခုသမုံနှစ်ခုထပ်ပိုတဲ့ different elements တွေပါဝင်နေပြီးရက်က joined together in a fixed ratio ဆိုတာကကြတော့ အတူတကွပေါ့နော်ကြီးကြတဲ့ ratio တွေနဲ့ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်ဆက်ဆက်ထားခြင်းဖြစ်ပါတယ် a molecule is the simplest unit molecule ကတော့ simplest unit ဆိုတာကဒီကျတော့အယိုးရှင်းဆုံးသော unit တစ်ခုဖြစ်တဲ့ of the chemical substance ဓာတုနော် substance x တွေအရာဝတ္ထုတွေမှာဆိုရင်တဲ့ usually a group of two or more atom သူကသူတစ်ဖြစ် molecule က group of two or more atom atom နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုတဲ့အရာတွေပါဝင်ရပါမယ်အဲ့ဒါမှ molecule လို့ခေါ်ပါတယ် A molecule exists in element dressing မှာရှိတဲ့ molecule တွေက as well as compound drop down မှာရှိတဲ့ အဲเนาะ dressing မှာတော့ drop down မှာတော့ molecule တွေရှိတယ် a molecule of an element molecular element မှာကြတော့ consists of atoms of the same kind တူညီရဲ့ dressing နေတူညီရဲ့ atom နေပါဝင်တယ် a molecule of a compound မှာကြတော့ molecular compound လို့ခေါ်ရယ် consists of more than one kind of atom atom အမျိုးအစားတစ်ခုသို့မဟုတ်တစ်ခုထပ်ပိုရယ်เนาะ atom နေပါဝင်ပါတယ် the atoms of different element in the molecule of a compound are combined in a definite ratio drop down ဆိုရင်တော့ teacher တို့ကတိကျတဲ့ ratio နဲ့ပဲပေါင်းစပ် ရမှာဖြစ်ပါတယ်တဲ့ diatomic molecules diatomic molecules are molecules composed of only two atoms of same or different element diatomic molecules ဆိုတာက composed of only two atoms of same or different element dressing တူညီရဲ့ dressing ဒါမှမဟုတ်ကပ္ပချနာရဲ့ dressing အတန်လေးနှစ်ခု ပါဝင်ဖွဲ့စည်းထားတာကို diatomic molecule လို့ခေါ်ပါရတယ်။အဲ့လိုပဲ triatomic molecule ဆိုတာကလည်း our molecule composed of only 3 atoms of same or different element ကပ္ပချနာရဲ့ dressing ဒါမှမဟုတ်တူညီရဲ့ dressing က atom လေး3ခုသာလျှင် ပါဝင်ရင် triatomic molecule လို့ခေါ်ပါတယ် atom 3ခုပါရင် triatomic atom 2ခုပါရင် diatomic သူကတူတူတူညီတည်တော်၎င်းကွဲပြားခြားနားတည်တော်၎င်း ဟုတ်ပြီနော်အတန်နှစ်ခုဆိုထားရတော့မယ်အတန်သုံးခုဆိုထားရတော့မယ်သုံးခုထပ်ပို့ရင်ဒီချာရာပိုလီအတော်မီလို့ခေါ်မယ်အဲ့တော့ဒီမှာဆက်ကြည့်အောင်ပိုလီအတော်မီမော်လီကူးကြောင့်မော်လီကူး composed of 3 or more atoms or same or different element ကွဲပြားခြားနာတဲ့ dressing ဒါမှမဟုတ်ရင်တူညီတဲ့ dressing တွေထဲမှာမှာ atom လေးက3ခုထပ်ပို့သွားပြီဆိုရင်ဒီချာရိုကပိုလီအတော်မီမော်လီကူးအတန်3ခုထပ်ပို့ရင်ပိုလီအတော်မီရမယ်နော် the compound formed by the combination of two elements drop ပေါင်းဆိုတာကတဲ့ combination of two element dressing နှစ်ခုပေါင်းစပ်ထားတယ်ဆိုရင် are called binary compound เนาะ binary compound လို့ခေါ်ပါတယ်တဲ့ the compound formed by the combination of three elements dressing သုံးခုပဲပေါင်းစပ်ထားတယ်ဆိုရင်တော့ are called ternary compound လို့ခေါ်ပါတယ် a major is a combination of more than one substance drano ဆိုတာကတော့ အရာဝတ္ထုတစ်ခုထပ်ပို့ပြီးတော့ပေါင်းစပ်ခြင်းဖြစ်တယ် where these substances are not bonded to each other သူတို့တွေကတော့ဘာဖြစ်လဲ bonded ဆိုတာကကြတော့ဆက်ဆက်ထားခြင်းမရှိဘူးပေါ့တစ်ခုနဲ့တစ်ခုကရောနှောနေတဲ့အနေအထားမျိုးပဲရှိရယ် it consists of two or more substances which may be present in any proportion by weight ပြီးတော့ mixture ကကြတော့ဒီ chair ကကွန်ပေါင်းလိုမျိုး definite proportion လောက်စရာမလိုဘူးဘလိုမျိုးလဲဆိုတော့သူက any proportion ကြိုက်တဲ့အချိုးမျိုးစားနဲ့သူကပေါင်းဆက်နိုင်တယ် the constitute of the nature do not confide chemically ပြီးရဲ့အခါကျတော့ဒီချေရိုကဓာတုဗေဒနီးအီးယာနော်ပေါင်းဆက်ခြင်းလည်းမရှိပါဘူးသူတို့ရဲ့ပအဝင်ဘက်ပစ္စည်းတွေက a heterogeneous nature ဆိုတာက it's one that it's non uniform non uniform ဆိုတာကကျတော့မတူညီဘူးပေါ့နော် and where the different components of the nature can be seen ဘယ်လိုမျိုးလဲဆိုတော့ကွဲပြားခြားနားတဲ့ component တွေကို เนาะ drunner တခုမှာကွဲပြားခြားနာတဲ့ combo nancy drug เนาะပါဝင် ပစ္စည်းတွေကို can be seen စွာမျက်လုံးအဖြစ်မြင်နိုင်တယ်အမြင်အဖြစ်မြင်နိုင်တယ်အဲ့ဒီ that component separate ပြီးတော့အဲ့ဒီ component တွေကို teacher ခွဲခြားနိုင်တယ်အဲ့ဒါကို heterogeneous လို့ခေါ်တယ်တသားတည်းမကြတာပေါ့เนาะ and the composition varies သူ့ရဲ့ပါဝင်ဘက်เนาะ composition အချိုးအစားကြတော့ varies အမျိုးမျိုးပဲရပါတယ်တဲ့ကြိုက်တဲ့လောက်ထားထည့်လို့ရတယ်ပေါ့เนาะ A homogeneous mixture homogeneous mixture က is one in which the composition of its component သူကကြတော့ဒီချက်ရူပါဝင်တဲ့ပါဝင်ဘက်ပစ္စည်းတွေရဲ့ composition အား uniformly ဆိုတာက not uniform ဖြစ်နေရမယ်တူညီနေရမယ် mix throughout တောက်လျှောက်ရောဆက်တဲ့ပမာဏတောက်လျှောက်မှာ uniform ဖြစ်နေရမယ်ပြီးတော့ the component cannot be seen separately on visual or microscopic examination ပြီးရတဲ့အခါကျတော့ teacher တို့အဲ့ဒီမှာပါဝင်တဲ့ပါဝင်ဘက်ပစ္စည်းတွေကိုကြတော့အမြင်အားဖြင့်လည်းမခွဲခြားနိုင်သလို microscopic examination အားဖြင့်လည်းမခွဲခြားနိုင်ပါဘူးတဲ့ပြီးတော့နောက်တစ်ခုက alloy alloy is a substance made by combining two or more metallic element တတ်ထု dressing နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုရာနဲ့ပေါင်းစပ်ပြီးလုပ်ပြုတ်လုပ်ထားတဲ့ substance ကိုအလွိုင်းလို့ခေါ်ပါရယ် especially အထူးသဖြင့် to give greater strength or resistance to corrosion သူကဘယ်လိုမျိုးလဲဆိုတော့ greater strength သူရဲ့ strength ပေါ့နော်အားကဘာဖြစ်လဲကြီးမားတယ်ပြီးရခါကျတော့ corrosion ဆိုတာကဒီချက်ရုံးเนาะတန်ကြီးတက်ချင်းတွေကနေပြီးတော့တိုက်စားချင်းတွေကနေပြီးတော့မှ resistant ခုခံပေးပါတယ်တဲ့ filtration Federations are စထုတ်ခြင်း It's a method for separating an insoluble solid from a liquid. Federation ကကြတော့ဒီချာ liquid အရေတစ်ခုမှနေပြီးတော့ပြောမပြောဝင်တဲ့အဆိုင်ခဲတွေကိုခွဲထုတ်ရန်အတွက်အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။ When a mixture of sand and water is filled, ရေနဲ့သဲနဲ့ကိုဒီချာရိုရောနှောနေတဲ့ရေနဲ့သဲနဲ့ကို filter ဆိုတာစစ်ထုတ်မယ်။စစ်ထုတ်လိုက်တဲ့အခါမှာ the sand remains as residue on the filter paper စစ်ထုတ်တဲ့ရေစစ်စက်ကူမှာ ပါနီနဲ့လဲတဲက residue ဆိုအကျဉ်းကျန်နေနဲ့ remain ကျန်ရှိနေမယ် and the water he เนาะရေနဲ့ရေနဲ့စစ်ထုတ်လိုက်တဲ့အခါမှာပေါ့เนาะ filter paper ထဲမှာဆိုရင် teacher ကတဲကျန်ခဲ့မယ်ပေါ့ which is also called အဲ့ဒါကို teacher တို့ရေကိုကြတော့ဘာလို့ခေါ်လဲ filtrate လို့ခေါ်ပြီးရော pass through the filter paper filter paper ကနေပြီးတော့မှထွက်လာတဲ့ရေကိုကြတော့ teacher တို့ filtrate လို့ခေါ်ပါတယ်တဲ့ Crystallization is defined as a process by which a chemical is converted from a liquid solution into a solid crystal state. သူကဘယ်လိုလဲဆိုတော့ chemical ဆိုတာကဓာတုဗေဒနီးအရเนาะဖြစ်စဉ်ရ convert သွားပြောင်းလဲသွားရင် from a liquid solution ပျော်ရည်ရနေပြီးတော့မှအရင်အခြေအနေရှိရပျော်ရည်ကနေပြီးတော့မှ solid crystal state ပေါ့เนาะအဆိုင်ကဲ crystal အခြေအနေကိုပြောင်းလဲလာခြင်းကို crystallization เนาะပုံဆောင်ခဲတည်ရဖြစ်ခြင်းလို့ခေါ်ပါတယ်။ decantation ကကြတော့ teacher တို့ရေကြည်ကဲ့တင်ခြင်းပေါ့နော် it's a process to separate nature သူက drano တွေကိုခွဲထုတ်တဲ့ဖြစ်စဉ်ဖြစ်တယ် decanting it's just allowing a mixture of solid and liquid or two immiscible liquid teacher တို့ two immiscible liquid ဆိုတာကမပြောင်းဝင်တဲ့ပေါ့နော် immiscible ဆိုတာ insoluble နဲ့အတူတူပဲပေါ့နော်မပြောင်းဝင်တဲ့အရင်းနှစ်ခုကိုဒါမှမဟုတ်ရင်မပြောင်းဝင်တဲ့အဆိုင်ခဲနဲ့အရေးကို ကျရရောနောနေတဲ့ mixture ပေါ့နော် drenor ကို decanting လုပ်ခြင်းနည်းဖြင့်ပေါ့နော် to stutter and separate by gravity ဟောပဲအနေကြခြင်းနည်းဒါမှမဟုတ်လို့ရှိရင် separate by gravity ဆွဲအားဆွဲအားရပေါ့နော်ကွာမြေဆွဲအားရခွဲထုတ်ခြင်းနည်းလမ်းနည်းကို decantation ရေကြည်ကဲ့တင်ခြင်းလို့ခေါ်ပါတယ် magnetic separation ကကြတော့ teacher is used to separate the component of a mixture drenor တွေမှာပါဝင်တဲ့เนาะ components တွေပါဝင်ဘက်ပစ္စည်းတွေကို separate ခွဲထုတ်တဲ့ဖြစ်စဉ် one at least one of them in magnetic in nature တဘာဝမှာရှိရဲ့တန်လိုက်နဲ့တန်လိုက်အားဖြင့်ပေါ့နော် one of at least one of them ပေါ့သူတို့တဲကနေပြောမှာတခုကိုဖယ်ထုတ်ခြင်းဒီလမ်းမျိုးဖြစ်ပါတယ်တဲ့ခုနကတီချာတို့အိုင်းယွန်းနဲ့ဆောက်ဖာနဲ့ရောနှောရင်အိုင်းယွန်းကိုဖယ်ထုတ်လိုက်တာပေါ့နော် magnetic နဲ့ simple distillation ကကြတော့ is a procedure by which two liquid with different boiling point ကွဲပြားမတူညီရဲ့ကွဲပြားခြားနားတဲ့ boiling point ရေစုမှတ်တွေမှာအရင်ကခုကိုသူက can be separated ခွဲထုတ်ခြင်းဖြစ်ပါတယ် it is used to separate solvent from a solution ပျော်ရည်ကနေပြီးတော့မှာဖြော်ရည်ကိုဖြော်ရည်ကိုခွဲထုတ် အော်ခွဲထုတ်ရန်အတွက်အသုံးပြုခြင်းဖြစ်ပါတယ် fractional distillation ကကြတော့ is a method for separation of a liquid mixture into fraction fraction ထဲမှာပေါ့နော်ဒီချာပြောင်းခန့်အနည်းငယ်မှာရုံးနှုံးနေတဲ့ liquid mixture ကိုခွဲထုတ်ရန်အတွက်အသုံးပြုတဲ့နည်းလမ်းဖြစ်တယ် with different boiling point ကွဲပြားခြားနားရဲဘာဖြစ်လဲမတူညီတဲ့ boiling point ရေစုမှတ်တစ်ခုမှာ enhanced chemical composition by means of distillation ဟုတ်ပြီနော် distillation နည်းနဲ့ typically using a fractionating column ဘာကိုအသုံးပြု ြုပြီးတော့လဲ fractionating colon အကျပေါင်းခန့်နဲ့ colon ကြီးကိုအသုံးပြုပြီးတော့ဒီချက်တို့လုံးလုံးချင်းဖြစ်ပါတယ်တဲ့ centrifugation ကကြာ is a technique နီးလန်းဖြစ်ပြီးတော့เนาะ နည်းပညာတစ်ခုဖြစ်ပြီးတော့ use for the separation of particles from a solution ဟုတ်ပြီနော်ပြောရည်တစ်ခုကနေပြီးတော့မှ particles လေးတွေကို separation ဆိုတာခွဲထုတ်ခြင်းဖြစ်တယ် according to their size ဘာရလဲဆိုတော့သူတို့ရဲ့ size အရွယ်စားအရ shape ပုံသဏ္ဍာန်အရ density တိတ်သီးစားအရ velocity ဆိုတာကကြတော့ဒီချက်ရစေးပြစ်မှု of the median and rotor speed ဟုတ်ပြီနော်သူကပြီးရဲ့အခါကျတော့ဘာလုပ်လိုက်တာလှည့်လည်ပြီးတော့မှပေါ့နော်စေးပြစ်မှုတွေတိတ်သိမှုတွေပုံသဏ္ဍာန်တွေ size တွေအရလှည့်ပြီးတော့မှ သူတို့လိုချင်တဲ့ဟာပေါ့နော်သွေးရည်ကြီးတဲကဆိုရင် teacher တို့ဘာဖြစ်လဲ plus မာတွေကို ခွဲထုတ်တာဒါတို့ပေါ့နော်ပြီးရင် node တဲကဆိုရင် ac ကိုခွဲထုတ်တာတို့ဆိုလို့ရှိရင် centrifugation technique ကိုသုံးပါတယ် chromatography ကကြတော့ teacher is a separation method of the mass of the ရောနောနေရဲ့ substance အရာဝတ္ထုတွေကို separation လုပ်တဲ့နည်းလမ်းဖြစ်တယ်ခွဲထုတ်တဲ့နည်းလမ်းဖြစ်တယ် that depend on the speed ဘယ်ပေါ်မှာမူတည်နေလဲဆိုတော့ at which they move through special media the teacher တို့အသုံးပြုလိုက်တဲ့ media ပေါ့နော်အာဈာခံပစ်ပေါ်မှာမူတည်ပြီးတော့ဒါမှမဟုတ်ရင် chemical substance ပေါ်မှာမူတည်ပြီးတော့သူကဘာဖြစ်တာလဲ depend on the speed ဆိုတာသူ့ရဲ့ နော်နှုံးကမိခိုနေတဲ့ it consists of a stationary page စစချင်း stationary page a solid ပေါ့ခုနကတီချာရိုဆို stationary page ဒီအဲ paper chromatography မှာဆိုရင်တီချာရို ink လေးပေါ့နော်အဲ stationary solid က page လေးက and a mobile page ဆိုတော့ကျတော့တီချာရိုရေပေါ့နော်အဲ့ဒါက a liquid or a gas က mobile page လို့ခေါ်ရပေါ့အဲ chromatography မှာဆိုရင် stationary page တစ်ခုနဲ့ mobile page ဆိုပြီးတော့ပါဝင်ပါတယ်တဲ့ ကဲဒါဆိုလို့ရှိရင်ဒီချက်တို့အခု2.3ရဲ့ elements compound and major လေးကိုအားလုံးနားလည်မယ်လို့ဒီချက်ကယုံကြည်ပါတယ်အားလုံးကိုကျေးဇူး